အင်ဒိုနီးရှားမှာရေလွှမ်းမိုးမှုကြောင့်လူထောင်ပေါင်းများစွာရွှေ့ပြောင်းရာအင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာနဲ့သူ့အနီးတစ်ဝှမ်းရှိမြို့ငယ်လေးတွေမှာမတ်လ၄ရက်ကရေလွှမ်းမိုးမှုတွေကြောင့်လူထောင်ပေါင်းများစွာကိုဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရကြောင်းတာဝန်ရှိသူတွေကပြောကြားထားတာကိုရိုက်တာသတင်းမှဖော်ပြထားပါတယ်။လာမယ့်ရက်နေ့ငယ်အတွင်းမိုးသီးထန်စွာရွာသွန်းနိုင်ကြောင်းလည်းခန့်မှန်းထားပါတယ်။မတ်လ၃ရက်ကလေးကမယမနာမိုးရွာသွန်းခဲ့တာကြောင့် မြို့တော်ဂျာကာတာနဲ့အနီးတစ်ဝိုက်မှာသုံးမိသားအထိရေလွှမ်းမှုခဲ့ကြောင်းနိုင်ငံရေးတဘာဝဘေးအန္တရာယ်အေဂျင်စီကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တချို့လမ်းတွေပိတ်ဆို့သွားပြီးအင်ချီထောင်းကျော်နဲ့ကားအမြောင်များနေမြောက်ခဲ့ပါတယ်။အရှိပဲချံပကားစီမျိုးရှိစေယုံတေယုံကိုလည်းရေတွေဝင်ရောက်လာခဲ့ပြီးတချို့လူနာဆောင်တွေရေနှိမ့်မြောက်သွားတာကြောင့်လူနာတွေကတခြားအဆောက်အုံတွေစီမဖြစ်မနေရှေ့ပြောင်းပေးခဲ့ရပြီးတော့စေယုံရဲ့တခြားနေရာတွေမှာလည်း လျှက်စင်မီပြတ်တောက်ခဲ့တယ်လို့သက်ဆိုင်ရာအာဏာပိုင်တွေကပြောကြားထားပါတယ်။ပကားစီမျိုးရှင်အဲ့ရအဆောင်အုံတစ်ခုမှာမနဲ့၄နာရီခရေကရေကြီးရေရှမ်းမှုတွေအတွင်းပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ဆယ်ဖို့အတွက်ကယ်ဆယ်ရေးသမားတွေဟာပေါင်အထိမြင့်တဲ့ရေတွေပေါ်ကနေဒေါ်ပါလှေတွေကိုမောင်းနှင်ခဲ့ကြတယ်လို့သိရပါတယ်။ရေတက်တာဟာအရန်မြန်ဆန်းပြီးဘာပစ္စည်းမှတင်းစီဖို့အချိန်မရှိလိုက်ဘူးလို့ဒေသခံတွေကပြောပါတယ်။ လူဦးရေတန်း30ကျော်နေထိုင်တဲ့ဂရိတာဂျာကာတာမြို့ပြအေရီးယားဟာရေကြီးမှုတန်ကို ပုံမှန်ခန်းဆားနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ပြည်တွင်းမီဒီယာအချို့ဖော်ပြချက်အရလက်ရှိအခြေအနေအထူးသဖြင့်ပကားစီမြို့မှာ2020ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးရေကြီးမှုဖြစ်ခဲ့ကြောင်းဖော်ပြထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။